ာသင်ကျောင်းတွေမှာအခမဲ့ကျွေးတဲ့အစားအသောက်တွေကနေအစိတ်အသင့်လို့အင်ဒိုနီးရှားမှာကလေး900နီးပါးလောက်နာမကျန်းဖြစ်ခဲ့ရပါတယ်။ကလေးတွေရဲ့ပညာသင်ယူခွင့်ကိုအားပေးဖို့ကလေးတွေကိုပညာရင်းနဲ့နှိစက်စေဖို့ရည်ရွယ်ပြီးကျောင်းတွေမှာအခမဲ့အနေနဲ့အစားစီစဉ်ကျွေးမွေးဖို့ဆိုရဟောင်းလက်ရှိအင်ဒိုနီးရှားသမ္မတဘရာဗိုဝိုဆူဘီယန်တိုရဲ့ရွေးကောက်ပွဲကြိုမဟာဗျူဟာဂရုတခုဖြစ်ပါတယ်။လက်တွေ့မှာလည်းအဲ့ဒီစီမံကိန်းကိုနိုင်ငံအနှံ့ကအကြောင်းတွေမှာစ조사အကောင့်ထဲဖုံးနေပါတယ်။ဒါပေမဲ့လည်းတခြားတစ်ဖက်မှာတော့ အစားအသောက်စီစဉ်ပေးတဲ့ကုန်ချမ်းတင်သွင်းတဲ့ contract company ရဲ့အကန့်တွဲပုံမတက်ရှင်းမှုလို့ပြဿနာတွေကြောင့်လဲကလေးတွေအစာအဆိပ်တဲ့ဖြစ်စဉ်တွေမကြာခဏကြုံနေရပါတယ်။ဇန်နဝါရီလကစတင်ခဲ့တဲ့အခောက်မဲ့ကြောင်းနေလဲစားအစီအမံကြောင့်အော်တိုဘာ29ရက်နေ့ထိအချိန်နေရအစာအဆိပ်တဲ့မှုကြုံခဲ့ရတဲ့ကလေးအရေတွေအစစ်စုပေါင်းတသောင်းခွဲလောက်ထိရှိခဲ့ပြီဖြစ်တယ်လို့ဒေသခံ NGO အဖွဲ့တစ်ခုဖြစ်တဲ့ JBBI ကပြောပါတယ်။ JPPI ကအစိုးရအနေနဲ့ဒီအစီအစဉ်ကိုပုံမဘေးကင်းလုံခြုံတဲ့အချက်မှတ်မှုတွေမလုပ်ပြီးမချင်းဆိုင်းငံ့ထားတဲ့နယ်လို့လည်းတိုက်တွန်းခဲ့တာပါ။အော်တိုဘာ29ရက်နေ့ကရော့ယာဂါတာပြည်နယ်တဲကဂွန်နွန်ကီလိုဒေသမှာကျောင်းတစ်ခုကကလေးစုစုပေါင်း660ကျော်အစာအစိတ်တင်မှုလက္ခဏာတွေကြုံတွေ့ခဲ့ရပါတယ်။တချို့လည်းဆေးရုံရောက်ခဲ့ကြတာပါ။အဲ့ဒီကိစ္စမှာလည်းကျောင်းတွေစီအစာအသောက်ကန်ထရိုက်ယူတင်သွင်းတဲ့လုပ်ငန်းတစ်ခုခုမှာအမအယွန်ရှိခဲ့တယ်လို့ယူဆရပါတယ်။အစိုးရရဲ့အခောက်မဲ့ကျောင်းနေလေစာ project ကို အဓိကကြည့်မှုနေတဲ့အမျိုးသားအစိုးရအေဂျင်စီ BGN ရဲ့အကြီးအကဲကတော့အခုအစာစိတ်တဲ့ဖြစ်ရကိုစုံစမ်းစစ်ဆေးမှုတွေပြုလုပ်မယ်လို့ကတိပြုထားပြီးဒေသတွင်းကအစားအသောက် contract လုပ်ငန်းတချို့ကိုယာယီဆိုင်းငံ့ထားစေခဲ့ပါတယ်။အင်ဒိုနီးရှားနိုင်ငံမှာကျောင်းတွေအတွက်အစားအသောက်တောင်းဝန်ယူချက်ပြုတ်ပေးတဲ့လုပ်ငန်းပေါင်း10,000လောက်ရှိနေပါတယ်။ BGN ကတော့နှစ်ကုန်ပိုင်းရောက်ရင်နိုင်ငံအနှံ့ကကျောင်းတွေမှာကလေးဥယေတန်း80ထိအခောက်မဲ့နေလေစားအစီအစဉ်ကိုခန်းစားခွင့်ရရှိနေလိမ့်မယ်လို့ခန့်မှန်းပါတယ်။ ဒါဟာနစ်ဆန်ပိုင်းတို့ကအစိုးရကြိုတင်ခန့်မှန်းထားတဲ့83တန်းဆိုတဲ့အရေအတွက်တော့နည်းပါတယ်။ BJN ကတော့အချက်ပြုတ်တာဝန်ယူပေးတဲ့လုပ်ငန်းတွေနည်းနေလို့မျောမှန်းသလောက်ခရီးမရောက်တာလို့ဆက်ပြောတာပါ။ပြီးတော့ကလေးတွေအတွက်အခုနှစ်မှာအခမဲ့နေလေစာကျွေးမွေးဖို့ရူပီးငွေ181ထရီလီယံထိအစိုးရကဇယိတ်ရထားပေမဲ့69ထရီလီယံရူပီးထိသာအသုံးပြုပဲရှိကြောင်း BJN ကအတည်ပြုထားပါရှင့်။